တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ10ရက်နေ့ကနေ9ရက်နေ့အတွဲမှာကံကောင်းမယ်လိုရာပြည့်စုံမယ်ဘဝထွတ်တက်မယ်လုပ်ငန်းမရှိသူလုပ်ရမယ်ရှိသူထွတ်တက်လိမ့်မယ်ရည်ရည်မြုံနံမှုများမှ ကောင်းသောကျိုးဆက်ရရှိမယ်ကာလတန်ကြာဆိုင်ငံ့ထားတဲ့လုပ်တွေကိုလည်းပြန်လည်စတင်နိုင်တယ် ရှင်ပြန်မှုတွေမှာအောင်မြင်မယ်မူလလှုပ်ထားပြီးသားကိစ္စတွေနောက်တစ်ကြိမ်ပြန်လှုပ်ရလိမ့်မယ်အဲ့ဒီလှုပ်တဲ့အခါမှာလည်းကိုယ့်ဘက်ကအောင်မြင်ခြင်းကိုရဖို့တေချာဖို့အခွင့်အလမ်းတွေရှိလာလိမ့်မယ်တရက်နေ့မှာအရာရာကောင်းသောနေထိုင်နဲ့တွေ့တဲ့တဲ့ကံပွင့်နဲ့နှစ်ရက်နေ့မှာမတော်တဆနေကြူဆန်ရမယ်အဲ့ဒီနေ့မှာရှင်ရနေရှင်ရနေသတိထားရမယ်တောင်ရက်ကိုတည်သွားစရာနေဖြစ်တတ်တဲ့နေ့စရနိုင်တဲ့တဏ္ဍာရီခွဲအတွင်းမှာသွားလာနေထိုင်ကြူဆန်ရမယ် သုံးရက်နေ့မှာတော့အညာဆိုးကင်းပြီးတော့ကောင်းသောနေထားတွေ့တဲ့တဲ့ကံနေပေါ်မယ်ဆုံးဖြတ်ချက်မှန်မယ်၄ရက်နေ့မှာရပိုင်ခွင့်နေလဲဝဲပြန်ရမယ်ဘဝတွေ့တဲ့မယ်၅ရက်နေ့ကတော့အရာရာအောင်မြင်ခြင်းစင်ပြေခြင်းတွေ့တဲ့ခြင်းနေရှိမယ်၆ရက်နေ့မှာ မတော်တဆထိခိုက်မွေနေကယူဆရမယ်ရံပတိဖက်ကတွေနဲ့လည်းထိတိုက်တွေ့ရတတ်တယ်အရှင်းမြောက်ရကုန်တည်သွားစေရန်နေရှိတတ်တယ်မနဲ့၄နိုင်ခွဲနဲ့ 6နိုင်ကြညနေ4နိုင်ခွေနဲ့6နိုင်ကြကာလနှစ်ခုဟာအသွာလာဂူဆာမြေအနေထားရှိအခုနှစ်နေ့မှာတော့စာရွက်စာတမ်းလက်မှတ်ထိုးတာခွေချိတ်ကိစ္စတောင်ယူရာမခန္ဓာလုံးဝမလို့ရဒီတပတ်တာကာလအတော်တွေမှာတနင်္လာနေ့ဟင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းတယ်တွဲလို့လို့သူတို့နဲ့ပတ်သက်လို့ခေါ်မှာအချိုးရှိမယ် တနင်္ဂနွေနေ့သောကြာနေ့မွေးသူတွေနဲ့တွဲပြီးလုပ်တဲ့ကိစ္စတွေအနေနဲ့စိတ်အနှောင့်အယှက်တွေဖြစ်တတ်တယ်။နံပါတ်၈၃ခဏနေဂျိုးပေးတယ်။အနေရောင်အပြာရင့်ရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေတွေကိုဆောင်ရွက်ပါ။ပိုက်ဆံရေးထဲမှာရွှေရောင် တွေချိတ်တခုနဲ့ငွေရောင်တွေချိတ်တခုနဲ့ခုချိတ်တွေပြီးအိတ်ထဲထဲဆောင်ပြီး တပတ်တာကိစ္စကောင်းခြင်းကံဓမ္မကိုရယူပါကျေးဇူးတင်ပါတယ်။သင်္ကန်းနေ့မွေးသူအလုံးမင်္ဂလာပါ။2025မေလ10ရက်နေ့ကနေ9ရက်နေ့တော်တွင်ကာလဟာကောင်းသောကံဓမ္မရှိတယ်။ဝေးကွာသူတွေနဲ့ပြန်လည်ဆောင်စည်းမယ်။ခီးကိစ္စဂျန်စီအောင်မြင်မယ်။ရတ္တန်တဲ့လူတွေပြန်လည်စတင်နိုင်တယ်။ပြိနေတဲ့လာညောင်းတွေကိုပြန်ပွဲမယ်။ ကာလရှိကြခက်ခဲနေတဲ့ကိစ္စတွေကိုပြေလည်အောင်ဖြေရှင်းပြီးတော့ဥတီချက်တဲ့နဲ့လောကံရမှထူးခြားသောဒုတက်မှုကိုရမယ်အမျိုးသမီးမင်းဆွေကြီးကဲဒုထာမကူညီရမယ်မြေတားရေရကံကောင်းမယ်စမ်းပွဲ့မယ်အရာရာဆင်ပြေသောနေထားနဲ့ဒုတက်တဲ့ကံပွဲ့မယ်နှစ်ရက်နေမှာခီးကိစ္စဆင်ပြေမယ်မတော်တဆထိခိုက်မှန်တဲ့ကူးဆက်ရမယ်တောင်ရက်ကိုတီသွားစရာနေဖြစ်တတ်တယ်နေ့စရနိုင်တဲ့တန်တိုင်ခွဲကြအသွာလာကူးဆက်ရမယ် တော့ရက်နေ့ကတော့ငွေအခြေခံကောင်းခြင်းလက်ဖွင့်ခြင်းအရာရာဆင်ပြေခြင်းကိုကြောင်းမယ်၄ရက်နေ့မှာရန်နောက်ဆက်တင်နဲ့ထိတိုက်တွေ့မယ်အတိုက်ခံများမယ်မှန်းနာနဲ့လက်တွေ့ကောဟာမယ်၅ရက်နေ့ကတော့အရာရာကောင်းသောနေထိုင်နဲ့တွတ်တက်တဲ့ကံခြေနေတွေဘဝရည်မှန်းချက်စစ်တွေအောင်မြင်မယ်၆ရက်နေ့ကမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတွတ်တက်ခြင်းကိုကြောင်းမယ်သွန်လင်ကစားအဲ့ဒီနေ့မှာ မတော်တဆအညစ်ဖြစ်တတ်တဲ့ယူဆက်ပဲခက်ရံဖြစ်မှုကိုလည်းရှောင်မှာအဲ့ဒီနေ့မှာ လဲတာပြူတာဆက်ဖြစ်ရင်အန္တရာယ်ကြီးတတ်တယ်။အသွမ်းလာနေထိုင်ဝင်လည်းဂယူဆက်ရမှာပေါ့။ရှေးမြောက်ရက်ကိုတည်သွားစရာနေရှိတတ်တယ်။မနေ့လေးနိုင်ခွဲနဲ့၆နိုင်အတွင်းမနေ့စောစောလမ်းလျှောက်သူတွေသွားလာမှဂယူဆက်။ညနေလေးနိုင်ခွဲနဲ့၆နိုင်ကြားမှာလည်းအသွမ်းလာနေထိုင်ဂယူဆက်ပေးရမယ်။ခုနှစ်နေ့မှာတော့ထူးခြားတဲ့ကံကောင်းခြင်းနဲ့ဆင်ပြေခြင်းတွေရှိပြီးတော့အရာရာဆင်ပြေသွားမယ်။ဒီကာလအတော်အတွင်းမှာတနင်္လာနေ့ကနေ့သောကြာနေ့မွေးစုတွေကောင်းကျိုးပေးပြီးတော့ ဇာတာပတိနေ့စနေနေ့မွေးသူတွေဒုက္ခပေးတတ်တယ်။သူတို့နဲ့ပတ်သက်လို့စိတ်အောင်စိတ်တည်ဖြစ်တတ်တယ်။6 4ငားကနဲ့နေချိုးပေးပါလေ။အပြာရောင်ပန်းရောင်နှုတ်နှစ်ရောင်တို့ကိုဝစ်စင်သွန်ဆွဲပြီးလူရှိရာကိစ္စဆောင်ရွက်ပါပန်းရောင်နှင်းစီပန်းလေးတွေဖျားပူဇော်ပြီးလောရဆုတောင်းမှာထူးခြားစွာ ကောင်းခြင်းကံတွေရလာပါမယ်။ယေရှုထင်ပါလေ။ဗုဒ္ဓနေ့မွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်မေလ10ရက်နေ့ကနေ9ရက်နေ့ အတော်တွင်ကာလမှာရပိုင်ခွင့်တွေလည်းဝယ်ပြန်ရမယ်ခက်ခဲတဲ့ကိစ္စတွေပြေလည်အောင်ဖြေရှင်းနိုင်မယ်ရန်အားလုံးကိုကြော်လွားပြီးဘဝတွတ်တက်မှုကိုရမယ်ကိုယ်ပိုင်ယက်တီချင်းနဲ့လောကန်ချင်းတို့ရဲ့နှစ်သာရကိုကြုံမယ်မထင်မှန်ပဲဆောင်ရွက်လိုက်တဲ့ကိစ္စလေးတွေကနေမမျှော်လင့်သောငွေချေးတိုက်တာနဲ့အောင်မြင်မှုလမ်းကြောင်းကိုပေါ်မယ်သူတစ်ပါးနဲ့မတူတဲ့ရှုထောင့်ကနေအငင်းခုန်တွေတိုက်ခတ်နေကြတဲ့ရကိုရွေးချတဲ့လမ်းကြောင်းကနေကိုရှေ့တိုးလို့တာနေတိုးတက်တဲ့နေထားကြရောက်မယ်အခြေရေးကံမကောင်းဘူးငွေချေးကံကောင်းမယ် ်လက်ဖွဲ့မယ်တရက်နေ့မှာတိုက်ခန့်ကြမှာတိုးတက်မှုကိုရရှိပြီးလိုရာပြည့်စုံမယ်နှစ်ရက်နေ့ကအရာရာဆင်ပြေခြင်းကံကောင်းခြင်းရှိမယ်ရန်တိုက်ခန့်များမယ်တောင်ရက်ကိုတည်သွားစရာနေရှိတတ်တယ်နေ့၁၂နိုင်နဲ့တနင်္ဂနွေတွင်သွားလာကြည့်ဆက်သုံးရက်နေ့မှာအလုံးစုံကံကောင်းခြင်းနဲ့ဘဝတိုးတက်ခြင်းတွေရှိမယ်လေးရက်နေ့မှာယဉ်ကျေးသူများနဲ့စကားများတတ်တယ်ပฏิပက္ခရှိတယ်၅ရက်နေ့ကအရာရာဆင်ပြေသောနေထိုင်နဲ့တိုးတက်တဲ့ကံတွေပေါ်မယ် မိကောင်းဆွေကောင်းထောက်ကူရမယ်6ရက်နေ့မှာအခက်ခဲကြတာတိုးတက်မယ်လိုရာပြည့်စုံမယ်တိုက်ခတ်တဲ့ဂျုံပြီးမှလိုရာစန္ဒပြည့်စုံခြင်းကိုရှုံမယ်မနေ့လေးနိုင်ခွဲနဲ့6နိုင်တွင်သွာလာကြည့်ဆက်မယ်ရှင်းမြောက်ရကုဥတီသွားစံနေဖြစ်တတ်တယ်9ရက်နေ့မှာကောင်းသောကံပေါ်ပေါက်ခြင်းလိုရာစန္ဒပြည့်စုံခြင်းငွေကြေးလုံငန်းဘဝရည်မှန်းချက်အလုံးစုံကောင်းစွာစင်ပြေမှုနဲ့တိုးတက်မှုတွေကိုပေါ်ထွန်းပါလိမ့်မယ်တနင်္ဂနွေနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးမယ် ။တနင်္လာနေ့ကြာသပတေးနေ့မွေးသူတွေဒုက္ခပေးတတ်တယ်။နှစ်ခုကိုကနန်ချိုးပေးတဲ့အဖြူစိမ့်မီကိုရောင်တို့ကိုဝင့်စင်သောဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်နိုင်ပါတယ်။စပယ်ပန်းဘုရားကလူပူဇော်ပြီးတော့လောရာဆူတောင်းရဲ့ဆူတောင်းပြေပါလိမ့်မယ်။ယေရှုတင်ပါတယ်။ကြာသပတေးနေ့မွေးသူအားလုံးမင်္ဂလာပါ။2025မေလာတည့်ရနေ့ခொနည်းနေ့တော်တွင်မှာအပြိုင်တိုက်ခံနေတဲ့ ထိတ်တိုက်ရင်ဆိုင်ပြီးမှအလိုရှိရာပြည့်စုံမယ်။မူလစီစဉ်တာတွေကိုအကောင့်ထည့်ဖို့ရမှနှောင့်နှေးမယ်။အစီအစဉ်မရှိဘဲပေါ်ပေါက်လာတဲ့ခြေတွေကို စနစ်တကျလေ့လာသုံးသပ်ပြီးဆုံးဖြတ်ရှည်တိုးလုပ်ကင်ခြေတွေကတော့ထူးထူးခြားခြားအကျိုးပေးလိမ့်မယ်။ဂရိပြတ်တဲ့သူတွေနဲ့တွေ့လိမ့်မယ်။အခက်ခဲကြတဲ့ကထိုးပေါက်ပြီးရင်လည်းအောင်မြင်တဲ့ကံကြမ္မာကိုရနိုင်မယ်။ ကျမရေးချူကြမယ်အနေမရှိဘူး။သွားနာသွားခိုက်ဖြစ်တတ်တယ်အဆုတ်အေးမိမှုတွေတွေဖြစ်တတ်တယ်။ဘေးဥပါတော့ကြာရောက်ခြင်းမရှိဘူး။ခံရမယ်။နေ့ရက်နေ့မှာအတိုက်ခံကြမှတိုးတက်မှုရှိမယ်။မတော်တဆနေရောတောင်းရက်ကိုတည်သွားစဉ်ဖြစ်တတ်တော့ကျူးဆန်းရမယ်။နေ့စရနိုင်တဲ့တန်တန်ခွဲကြသွားလာကျူးဆန်း။သုံးရက်နေ့မှာရပိုင်ခွင့်တွေလက်ဝဲပြန်တဲ့တောင်းဆိုရရှိနိုင်တယ်။အခက်အခဲတွေဖြေရှင်းနိုင်တယ်။လေးရက်နေ့မှာ ရှင်ပြိုင်မှုမှန်သမျှအမြင်ခြင်းဘဝတုတ်တက်ခြင်းကိုကြောင်းမယ်။ငားရနေ့မှာအတိုက်ခံနေကြတဲ့ဘဝလူရဆန္ဒပြည့်စုံခြင်းနဲ့တုတ်တက်ခြင်းကိုရနိုင်မယ်။၆ရက်နေ့မှာရံများမယ်တိုက်ခတ်များမယ်စိတ်ပင်ပန်းသူပင်ပန်းဖြစ်မယ်။မတော်တဆအနေကူဆိုင်ရမယ်။အရှိမြောက်ရကုန်တည်သွားစေအနေဖြစ်တတ်တဲ့မနေ့၄နိုင်ခွဲနဲ့၆နိုင်တွင်သွာလာကူဆိုင်ရမယ်။ခုနှစ်ရက်နေ့မှာ အတိုက်ခံအလုံးကိုကျော်လွှားမယ်လောရဆန္ဒပြည့်စုံမယ်ဝေကြီးကံစီဝဘဝကံတိုးတက်မှုအစဉ်စဉ်ကိုရရှိလိမ့်မယ်ဇာတပတိနေ့တောက်ကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်တယ်ငါ၆၉ခဏနေ့ကျိုးပေးတယ်အနီယောင်ချက်သွေးရောင်ဘတ်ရောင်တို့ကို သုံးဆွဲပြီးလောရကိစ္စဆောင်ရွက်ပါ အနီအောင်ပန်းဖွင့်ဖျားခတ်လို့ရွေးလိုရာဆူတောင်းမှာကျေးဇူးတင်ပါတယ်